ငလင်းနဲ့သူရဲ့အင်ဂျီပြူခဲ့ပေမဲ့အက်ကွဲခဲ့ပေမဲ့မိသားချင်းမြင့်မြတ်တို့မိသားစုကတော့သိန်းခနေရလူတန်းငယ်ချောင်းတီးရပါရီမိသားချင်းမြင့်မြတ်ကတော့2024 2025သတော်လေးကိုကန်ဆိုးရင်မိသားပြ2024မှာရောဒရိုက်တာပြင်းဒီဟာရဲ့နောက်ချောင်းဖော်ချင်းကိုခံခဲ့ရပြီးရှက်ကွဲခဲ့တယ်2025မှာတော့သူရဲ့ပြည်စာရုပ်ရှင်ဇာကကြီးကိုယုံတင်တဲ့ခါကျမှငလင်းကြီးကထားဖြစ်တယ်ထားဖြစ်တဲ့ကမှလေသူရဲ့ဇာကကိုလာရောက်ကြည့်ရှုမဲ့သူမရှိခဲ့ဘူး ပြည်ထက်ကကျတော့မန္တလေးမှာရှိတဲ့သူတို့ရဲ့နေအိမ်ပါပျက်စီးထိခိုက်သွားခဲ့တယ်၊ကွဲအပ်သွားခဲ့တယ်။ဒီလိုအချိန်မှာပဲမိသားကြီးမြတ်မြတ်ကဒီလိုမျိုးလောကဒဏ်တွေကြားထဲမှာ၃လလောက်ညီသက်စွာနေထိုင်နေတာဖြစ်တဲ့အတွက်တချို့သောသူတွေကတော့မိသားကြီးမြတ်မြတ်ကဘာကြောင့်အလူမမပါဝင်တာလဲ၊ဘာဖြစ်နေတာလဲအဆင်ပြေလားဆိုပြီးမေးခွန်းထုတ်နေကြတဲ့အချိန်မှာပဲမိသားကြီးမြတ်မြတ်ကရောရုပ်တရက်ဆိုလိုပဲတိုင်းခဏရာကြီးကိုလူချပြလိုက်ပြီးတော့ တို့အိမ်ပျက်စီးခဲ့ပေမဲ့သူဟာအရန်ကိုမှရဲရော်တဲ့မိသားဖြစ်ကြောင်းလူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်ထားပြေဝရှိကြောင်းကိုမိသားချင်းမြတ်မြတ်ကပြည်သူတွေကိုပြည်သက်တွေကိုတက်တည်ပြခဲ့ပြီလေဖြစ်ပါရည်နော်မိသားချင်းမြတ်မြတ်ဟာလူတွေရဲ့ဘလောက်ပဲဝေဖန်ခံရပါစေနောက်ကြောင်ဘလောက်ပဲဟိုထုတ်ခံရပါစေဘာကုန်းမှတုံ့ပြန်ခြင်းမရှိဘဲနဲ့မိမိလှုပ်တဲ့လှုပ်ထိုက်တာကိုပဲအမြဲတမ်းပြုလုပ်နေတဲ့မိသားကျော်ပဲဖြစ်ပါရည်နော်ဒီထက်မကအောင်မြင်ပါစေမိသားချင်းမြတ်မြတ်ရဲ့